အလုံးမမင်္ဂလာပါဒီဥစေတရင်ဌာနအနေနဲ့ကျေးဇူးပါတယ်ကျွန်မကရစနိုဟာဒီခဏအောက်တိုဘာလ22ရက်ညပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးတော့မှာပါယင်းညနာဆင်ရမယ့်သတင်းတွေကတော့ကလင်းမြို့နယ်တမှုမြို့နယ်ကိုဆက်သွဲထားတဲ့အာရှလမ်းမကြီးပေါ်ကိုအကြံဖက်စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ဂျာညက်ပြီးထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့သတင်း အကျံဖက်စစ်တရဲ့အတူအယောင်ရွေးကောက်ပွဲမှာချင်းပြေကလည်းနိုင်ငံရေးပါတီ၅ခုကကိုယ်စားလှယ်လောင်း80ကျော်ဝင်ရောက်ရှင်ပြိုင်ရွေးခန့်ကြမဲ့တဲ့။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပပြုလုပ်မဲ့ One Championship Friday Flight 130ပြန်ပွဲမှာချင်းလူငယ် Fighter Slime 10 Queen ရှိနေ Time Fighter တို့ရှင်ပြိုင်ထိုးတက်သွားကြမဲ့တဲ့တွင်နဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတဲ့တွင်တွေတက်ဆက်ပြဖို့ရှိပါတယ်။ မြန်မာအိန္ဒိယနယ်စပ်စကိုင်းတိုင်းကလေးမျိုးနယ်တူမူမျိုးနယ်ကိုဆက်သွယ်ထားတဲ့အာရှလမ်းမကြီးပေါ်ကိုအကြံဖက်စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ကြားညက်ပြီးထိုးစစ်ဆင်နေလို့ဒီကနေ့အောက်တိုဘာလ22ရက်နေ့မှာတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။ကလေးတူမူအာရှလမ်းမကြီးပေါ်ကိုကလေးမျိုးကနဲ့စစ်ကြောင်းတစ်ကြောင်းနဲ့တူမူမျိုးနယ်ပန်တာချေရွာကနဲ့စစ်ကြောင်းတစ်ကြောင်းဖြစ်ဟိုဖက်ဒီဖက်ကြားညက်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကလေးမျိုးနယ်မိုင်60ခန့်ဝေးတဲ့ဆော်ဘာရေရှင်ချေရွာကြီးနဲ့ တမှုမျိုးနဲ့ဆယ်မိုင်ခန့်ကျော်ခံရတယ်။နမွန်တာဂျီယွာနီမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးတရင်ရင်းမြစ်တဦးကပြောပါတယ်။တိုက်ပွဲဖြစ်ပွားနေတာကြောင့်ကလေးတမှုလမ်းမကြီးတခြားမှာရှိတယ်။တမှုမျိုးနဲ့ကခံပတ်၊ဘုတ်ကန်၊ကနန်၊ဂျွန်တော်ရေရှင်၊ဖတ်ရှာရေရှင်၊စောပါရေရှင်၊ဝီတိုရန်လင်းပိုင်းရံမျိုးအောင်နမွန်တာဂျီယွာရီနဲ့ကလေးမျိုးနယ်ကရာစကြိုမြဆိုင်မြလင်း လပန်ချောင်းပြီးတော့တာပြင်ခုံကျွီပြင်တော်ဦးမောက်လင်လပန်ချောင်းနန်းဆောင်ပုကန်ကြီးကန်တရ56မိုင်စရဲကျေးရွာပေါင်း50ကျော်ကပြည်သူတွေဟာနေရက်ဆွန့်ခွာထွက်ပြေးတန်ရှောင်နေရတယ်လို့သိရပါတယ်။ထွက်ပြေးတန်ရှောင်နေရတဲ့သူတွေထဲမှာကိုဝင်ဆောင်မိခင်တက်ကြီးရွယ်ဦးနဲ့နာမကျန်းဖြစ်သူ3000ကျော်ခန့်ပါဝင်တာကြောင့်စီးဝါတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ ကလင်းမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကမနေ့ကထုတ်ပြန်ပါတယ်။အချမ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကကလင်းမြို့မှာလေချောင်းဖြင့်စစ်တပ်ရင်အားကိုအချင်းချင်းဖြည့်တင်ခဲ့ပြီးကလေးခံပတ်တမှုကလန်နဲ့ကလေးကံကောကလန်တလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးစစ်စင်ရေးတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ အကြံဖက်စစ်တရဲ့အတူရောင်ရွေးကောက်ပွဲမှာချင်းပြေကနေနိုင်ငံရေးပါတီ၅ခုက ကုစလင်လောင်း80ကျော်ဝင်ရောက်ရှင်ပြိုင်ရွေးခန့်ကြမယ်လို့သိရပါဗျ။ဒီဇင်ဘာလ28ရက်နေ့စတင်ကျင်းပမယ်စစ်တရဲ့ရွေးကောက်ပွဲအပိုင်းတင်မှာချင်းပြေတဲ့ကွန်ကရစ်ပါတီ၊ဇုံမီအမျိုးသားပါတီ၊ခွန်မီအမျိုးသားပါတီ၊ပြည်ထောင်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ကချင်းပြည်ရဲ့လွတ်တော်သုံးရက်အတွက်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ချင်းပြည်သက်ကွန်ကရစ်ပါတီက26နေရာ၊ဇုံမီအမျိုးသားပါတီက19နေရာ၊ခူမီအမျိုးသားပါတီက10နေရာ၊ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက28နေရာ၊ပြည်သူ့ရှေ့ဆောင်ပါတီက9နေရာ၊စုစုပေါင်းလွတ်တော်ကိုယ်စားလှယ်83ဦးတို့က ဝင်ရောက်ရှင်ပြိုင်ကြမယ်လို့စစ်တော်စာခန့်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စည်ရင်းအရတည်ရပါတယ်။ချင်းပြည်မှာရွေးကောက်ပွဲဝင်ရောက်ကြမယ်ကိုစလင်လောင်းနေတဲ့မှာချင်းနိုင်ငံရေလောကတွေကလူတိများတဲ့ဘူနိုထန်ကပ်၊ဦးစိုထက်၊ဦးပေါင်းလွန်မင်တန်၊ဒိုချင်းငိုက်မန်၊ဦးတီယန်အိုထန်ခငယ်ပြီးတို့လည်းဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အချမ်းပစစ်တက်ကချင်းပြည်မှာ ဟာခါတီဒိန်ဖလမ်တန်တလန် ွန့်ဆန်စားရဲမြို့နယ်ကခုမှရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားပြီးတောင်ပိုင်းလေးမြို့နယ်ဖြစ်တဲ့မင်တက်ကမ်ပလတ်မတူပီနယ်ဘလဝမြို့နယ်တွေမှာတော့ကျင်းပမှာမဟုတ်ဘူးလို့ကြေညာထားပါတယ်။ချင်းနိုင်ငံရေးသမားပူဇော်ဇမအကြံဖက်စစ်တပ်ကျင်းပမယ်ရွေးကောက်ပွဲမှာကြားဖြူပါတီ SNDP ကိုစားပြုအနေနဲ့ရန်ကုန်တိုင်းဒေသကြီးကနေဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ် ချင်းမြူသားဒီမိုကရေစီအဖွဲ့ချုပ် CNLG ရဲ့လှည့်ကြဥက္ကဋ္ဌဟောင်းတူဖြစ်တဲ့ပူးစုံစံဟာ SNDP လို့ခေါ်တဲ့ရှမ်းနှစ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြောက်ဖြူပါတီကိုစားပြုအနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်ကနေဝင်ရောက်ရှင်ပြိုင်သွားမယ်လို့သူကိုယ်တိုင်က အတည်ပြုပြောပါတယ် ကတ်တွန်းဇော်ဇန်လို့လည်းလူသိများတဲ့ပူဇော်ဇမ်ဟာ2010ခုနှစ်ရွေးကောက်ပွဲတုန်းကချင်းမျိုးသားပါတီ CMB ကိုတည်ထောင်ပြီးဒီထိန်မျိုးနယ်ကနေဂီနယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရပါတယ်။စစ်ဘိုလ်ချုပ်ဟောင်းသမရဦးသိန်းစိန်အစိုးရလက်ထက်2015ခုနှစ်မှာတိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့စစ်တပ်ကြားတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရစဲရည်သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာလည်းနိုင်ငံရေးပါတီအစိုးရအဖွဲ့ကနေအတိအသက်တွေအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ MCA 10နှစ်ပြည့်အခမ်းအနားမှာလည်းပူးစော်စံတက်ရောက်ခဲ့ပါတယ်။သူဟာချင်းနိုင်ငံရေးပါတီတွန်ခုဖြစ် ပေါင်းစည်းဖွဲ့စည်းထားတဲ့ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီမှလည်းအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး2020ခုနှစ်ရွေးကောက်ပွဲမှာချင်းပြည်နယ်ကလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ လက်ရှိမှာချင်းမြေသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီဟာစစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်းမရှိတာကြောင့်ပါတီဖျက်သိမ်းခံခဲ့ရပါတယ်။ရှန်နစ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဂျာဖြူပါတီဟာအကြမ်းဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီကြီးတစ်ခုဖြစ်ပြီးလွတ်တော်ကိုယ်စားလှယ်ပေါင်း980ကျော်ရှိတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံပန်ကောက်မြို့မှာအော်တိုဘာလ24ရက်နေ့မှာကျင်းပပြုလုပ်မဲ့ One Championship Friday Flight 130ပြိုင်ပွဲမှာမြန်မာကိုစားပြုအသက်16နှစ်အရွယ်ချင်းလူငယ်ဖိုက်တာ Celine Tanquith Shane နဲ့ Thai Fighter Song Chang Noi တို့ရှင်ပြိုင်ထိုးသက်သွားကြမယ်လို့သိရပါတယ်။ချင်းလူငယ် Fighter Celine Tanquith Shane ဟာ One Championship ပြိုင်ပွဲမှာသူ့ရဲ့ပထမဆုံးပွဲဥထွက်ထိုးရမယ့်ပွဲဖြစ်ပါတယ်။ အသက်၁၉နှစ်အရွယ်ရှန်ကပေလီလမရှိရဲ့မြန်မာကိုစားပြုချင်းဖိုက်တာဆလိုင်းတန်ခွေရှင်ဟာသူ့ရဲ့ပထမဆုံးပွဲဦးထွက်မှာ အတွေ့အကြုံရှိတဲ့အသက်၂၅နှစ်အရွယ်ထိုင်းဖိုက်တာဆောင်းချွိုင်းနိုင်နဲ့ရှင်ပြိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ထိုင်းဖိုက်တာဆောင်းချွိုင်းနိုင်ဟာဝမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာဆက်ပွဲထိုးကိုပွဲနိုင်တပွဲရှုံးရလက်ကောင်းပိုင်ဆိုင်ထားသူဖြစ်ပြီးချင်းဖိုက်တာတွက်ခက်ခဲမဲ့ပွဲလည်းဖြစ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ညမှာကျင်းပခဲ့တဲ့ One Championship Friday Flight 129ပြန်ပွဲမှာချင်းလူငယ်ဖိုက်တာ Haling Wanko အောက်ချင်းလေးကဂျပန်ဖိုက်တာကိုအနိုင်ရရှိထားပါတယ်။အချမ်းပစ်စစ်တရရဲ့လေကြောင်းပုံကျဲတပ်ဖြတ်မှုကြောင့် ချန်ပီမာတလာအတွင်းအမျိုးသမီးနဲ့ကလေးငယ်တွေအပေါင်းဝင်ပြည်သူ30နီးပါးတည်ဆုံခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်အော်တိုဘာလတရက်ကနေ22ရက်နေ့အထိရှမ်းပြည်နယ်မှာအကျန်းဖက်စေအိုစုရဲ့လေကြောင်းကနေဘုံကျဲတက်ဖြတ်လို့အမျိုးသမီး18ဦးအမျိုးသား17ဦးစုစုပေါင်း29ဦးသေဆုံးခဲ့တာကိုအမေညက်တကွာအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကမနေ့ကထုတ်ပြန်ပါတယ် အဲ့ဒီတဲမှာအသက်နှစ်နှစ်အရွယ်ယောက်ျားလေးတဦးအပါဝင်ဆွရှင်နှစ်အောက်ကလေးငယ်ရှစ်ဦးတေဆုံးခဲ့တယ်လို့ AAPP ကဆိုပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မှာပဲအစူပါကာလာအတွင်းအတည်ပြုရန်လိုအပ်နေစေအရက်သားတေဆုံး73ဦးရဲ့စရင်ကိုလည်းတိချောက်ယူဆူဆောင်ပြီးအတည်ပြုနိုင်ဖို့ဆောင်ရွက်နေတယ်လို့လည်း AAPP ကပြောပါတယ်။ရှမ်းပြည်နယ်နမ်စံမြို့နယ်ကွမ်ဟဲချေရွာကို အကျံဖက်စေအုပ်စုကလေချောင်းကနေဖြတ်အားပြင်ပုံးတွင်နဲ့တိုက်ခိုက်ခဲ့တာကြောင့်အသက်၁၀နှစ်အရွယ်ကလေးတဦးအပောင်းဝင်အမျိုးသမီး၅ဦးနဲ့အမျိုးသားတဦးစုစုပေါင်း၆ဦးသေဆုံးခဲ့ပါတယ်။အကျံဖက်စေအုပ်စုက၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ၁ရက်မတရားဆက်အာဏာသိမ်းတဲ့အချိန်ကနေ၂၀၂၅ခုနှစ်အောက်တိုဘာလ၂၁ရက်အထိအကျံဖက်စေအုပ်စုနဲ့လပါစေရီကြောင့်မျိုးဦးတော်လှန်ရေးကာလအတွင်း သိဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ9363ဦးရှိခဲ့ပြီလို့ AAPP ကထုတ်ပြန်ထားပါတယ်။150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံကိုတက်ရောက်လာတဲ့အာဆီယံနိုင်ငံတွေကလွှတ်တော်အမတ်တွေကအကြံဖတ်စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုကြဖို့တောင်းဆိုကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့ IPU ညီလာခံကိုတက်ရောက်လာတဲ့အာဆီယံလွှတ်တော်အမတ်တွေဟာနိုင်ငံတကာအတိုင်းအဝိုင်းသူတစ်ဖြစ်ဥရောပသမ္မတ EU အနေနဲ့မြန်မာပြည်ရေးကိုအာရုံစိုက်ကြဖို့မြန်မာစစ်ပေးရှောင်ဒုက္ခသည်တွေကိုကူညီကြဖို့နဲ့စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကိုအတည်အမှတ်မပြုကြဖို့တောင်းဆိုခဲ့ကြပါတယ် အာဆီယံဖွဲ့ဝင်နိုင်ငံတွေကလွှတ်တော်အမတ်တွေဟာအကြံဖတ်စတဲ့ရဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲလို့ကြေညာခဲ့ပြီးအဲ့ဒီအတူရောင်ရွေးကောက်ပွဲတွေဟာမြန်မာပြည်သူတွေအတွက်တာမကလူ့အခွင့်အရေးဒီမိုကရေစီရဲ့သွန်ကူပြောင်းရေးတွေဆက်လက်ခိုင်မာဖို့အာဆီယံဒေသအတွင်းနိုင်ငံတွေအတွက်ပါ ချင်းချောက်မှုဖြစ်တယ်လို့အာဆီယံလွှတ်တော်အမတ်တွေက ထောက်ပြကြပါတယ် အတွေ့အကြုံရွေးကောက်ပွဲဟာမြန်မာပြည်သူအလုံးအတွက်လွတ်လပ်ပြီးတရားမျှတမှာမဟုတ်ပါဘူးလို့အာဆီယံလွှတ်တော်လူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မာစီခရစ်စတီဘာရင်ကဆိုပါတယ်။နိုင်ငံတကာပါလီမန်အဖွဲ့ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ2022ခုနှစ်စစ်တအာဏာသိမ်းမှုနောက် IPU အမှုဆောင်ကောင်စီဟာ2020ရွေးကောက်ပွဲအနေအရလွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြု ကော်မတီ CRPH ကိုအဓိကဆွေးနွေးဖက်မိဖက်ဖြစ်အသိအမှတ်ပြုခဲ့ပြီးဒီနေ့အထိဆက်လက်အသိအမှတ်ပြုထားပါတယ်။လက်ရှိဇင်နဘာမြို့မှာကျင်းပနေတဲ့ညီလာခံကိုလည်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဖြစ်ဒေါက်တာဝင်းမြင့်အင်းနဲ့ဒေါ်စင်မအောင်တို့ ဥဆောင်တက်ရောက်နေတယ်လို့ CRPH ကအော်တိုဘာလ27မနေ့ကတရင်ထုတ်ပြန်ထားပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။